ခစားသမားတယောက်နေနေစမို့သူ့ရမှာပါခိလာခစားပွဲမှာမာရီယာကိုချီဝှစ်ဆောင်ဆစ်ဆက်လေးနဲ့ထမင်းအတူလေးနဲ့စပင်းလေးနှလုံးဖုံးပြီးမရိုက်ခင်တော့မှန်တဲ့မှာချင်းငါလည်းချစ်စရာလေးချစ်စရာလေးဆိုရိုက်လေးရဲ့လေကောအဲ့လို serious ဖြစ်တဲ့ ကစားတဲ့ကစားပွဲဆိုပေမဲ့တကယ်ကို serious ဖြစ်တဲ့ဟိုကစားနည်းတွေပေါ့နော်အဲ့လိုဖြစ်တဲ့အခါကျတော့မူတရားလည်း serious ဖြစ်တဲ့မူကိုလို့ညာဆိုတော့ကိုကလည်းရန်တေးဥဆောင်တော့အဲ့မှာ serious ဖြစ်ပြလိုက်တာလမ်းလျှောက်လာကိုကိုကြည့်ပြောလေဟဲဟဲငါသူကြီးလဲပေါ့နော်သူယောက်ျားကြီးအဲ့လိုတပတ်လာသူတို့ပုံစံကြီးနဲ့ရှောက်နေတာဆိုအဲ့နဲ့ရှင်ရှင်လို့ကိုကကို story မှာတင်လိုက်တာအဲ့လိုဟာမျိုးဆိုတငယ်ချင်းညာအရန်ဝင်းရတာနော်အဲ့လိုရီရတဲ့ဟာဆိုလို့ရှိရင်ကိုဘက်တို့များအကျစ်ပေးတာဖြစ်ပါလေလေ reality show တွေကိုကအဲ presenter အနေနဲ့ပါဝင်ခဲ့ဘူးတာလीเนาะဒါပေမဲ့ဒီမှာကျတော့အဲ့မှာဇက်ကောင်တစ်ခုအနေနဲ့သွားပြီးတော့ပါဝင်သွားတဲ့ခါကျတော့တကယ်ကြီး emotion ထိရခတ်တယ်ပေါ့เนาะအဲဒါကကျတော့သူ့ကိုကိလာကစားပွဲပေါ့เนาะဒါမြန်မာလုံးဝမြန်မာဆက်နဲ့မြန်မာနာမည်အစ်ပေါ့เนาะကိလာဆိုပြီးတော့ဒါကစားပွဲ reality show မှာ like contestant base set တဲ့ video ပေါ့เนาะဒီ video ရိုက်တာရိုက်တဲ့ချိန်မှာသူ့ကအရင်ခေတ်တုန်းကအရင်တုန်းကအရင်ခေတ်တုန်းကဆိုတာတစ်ခါကိုအဲ့လိုတကယ်ကိုမြန်မာရွေးရ ိုချီဝှက်စော်ဆစ်စစ်လေးနဲ့ထမိတ်အတူလေးနဲ့သပင်လေးနှလုံးထုံပြီးမရိုက်ခင်တော့မှန်တယ်မှာချင်းသင်္ဃာနဲ့ဖြစ်စရာလေးဖြစ်စရာလေးဆိုရင်ရိုက်လေရိုက်လေကောအဲ့လို serious ဖြစ်တဲ့ကစားလေကစားပွဲဆိုပေမဲ့တကယ်ကို serious ဖြစ်တဲ့ဟိုကစားနည်းတွေပေါ့နော်အဲ့လိုဖြစ်တဲ့ခါကျတော့မူတရားလည်း serious ဖြစ်တဲ့မူကိုလို့နေဆိုတော့ကိုကလည်းရန်တေးဥဆောင်ပြောအဲ့မှာ serious ဖြစ်ပြလိုက်တာလမ်းလျှောက်လာကိုကိုကြည့်ပြောလေဟဲဟဲငါတို့ကြီးလဲပေါ့နော်ယောက်ျားကြီးအဲ့လိုတပတ် လာသလိုပုံစံနဲ့ရှောက်နေတာအဲ့ဒါရှင်ရှင်လို့ကိုယ့်ကို story မှာတင်လိုက်တာအဲ့လိုဟာမျိုးဆိုတငယ်ချင်းတွေအရင်ဝင်ရတာเนาะရှိရတဲ့ဟာဆိုလို့ရှိရင်ကိုယ့်ဘက်တို့များဟုတ်တယ်အကျင့်ပေးတာဒီပါလေသူက reality show ဖြစ်တဲ့အတွက်တကယ်ကိုမှ reality ပါတဲ့ကစားသမားတွေကလည်းအနုပညာရှင်တွေလည်းတွေ့ဘာဒါဆိုလို့ကစားသမားမိတ်ဆက်တာ၃လရောက်ပဲရှိတယ်။တောင်လျှောက်အဲ့ page ကိုစောင့်ကြည့်နေရဆိုလို့ရှိရင်ကစားပွဲ page ကိုစောင့်ကြည့်မယ်ဆိုရင်တစ်နှစ်တစ်ယောက်တစ်နှစ်တစ်ယောက်မိတ်ဆက်သွားမှာပေါ့နော်။ အဲ့ဒါလည်းဘယ်လိုပါလဲဆိုတာလည်းသူတို့မသိရဘူး။သူကဆက်ပြီးတော့ရောက်ကလေးကကိုအခန်းနေခန်းနေထဲမှာလူလူခွဲပြီးတော့ထည့်ထားလိုက်တာ။အဲမြမရွေးရဂိမ်းလေးတွေပေါ့နော်ဆော့ရမယ်ဆိုတော့ခေါင်းစဉ်တစ်ခုလည်းတိပြီးတော့ဝင်သွားလိုက်ပြီးတော့ဆက်ရောက်ကလေးကအဲ့လိုစိတ်ရောလူရောပါအဲ့လိုလေစိတ်ရောလူရောအဲ့လိုစိတ်ဖြစ်စီရပါတော့နော်လူလည်းဖြစ်စီရပြီးတော့အခန်းထဲမှာကိုကအကြိုက်ငြိမ်မိထိုင်နေတဲ့သူမဟုတ်တော့သူကအကုန်လုံးတောင်းပြီးပြီးတော့ဝိစားလာစင်ပေးတယ်မိတ်ကပ်လုပ်ပေးတယ်အကုန်လုံးလုပ်ပေးတယ် အာပြီးတော့အစားတောက်တွေလည်းစီစဉ်ပေးတယ်ပြီးလို့ရှင်အဲ့ဒီခါကြီးစီစဉ်ပေးပြီးပြီးပြည့်ထွက်သွားကိုကမထွက်တော့ဒီအခန်းထဲမှာမလှုပ်တော့အဲ့ဒီခန်းကလည်း CCTV ရှိတော့ကိုကိုနေချင်နိုင်ရတယ်အရင်စိုးမော်ရဲ့ type နဲ့လုံးဝကွဲတာပေါ့နော်ဆက်ဆက်နေရောက်ကလေးကအဲ့လိုဖြစ်တာဒါအဲ့လိုပဲနောက်ဆုံးကျတော့တကယ့်ကို ကစားသမားရဲ့အကုန်လုံးအခန်းထဲမှာတစ်ခုထဲမှာစုတွေ့တော့မဟာသူလဲပါလားသူလဲပါလားအဲ့လိုမျိုးဖြစ်ပေါ်ပါမှာနော်ပရိသတ်တွေလည်း surprise ဖြစ်ပါပါလား စားသမားတယောက်အနေနဲ့စုမတို့ရရမှာပါခီလာကစားပွဲမှာစုမတို့ကကြတော့ reality show တွေကိုကအဲ presenter အနေနဲ့ပါဝင်ခဲ့ဘူးတာလीနော်ဒါပေမဲ့ဒီမှာကျတော့အဲ့မှာဇက်ကောင်တစ်ခုအနေနဲ့တွားပြီးတော့ပါဝင်သွားတဲ့ခါကျတော့တကယ်ယူ emotion ထိရခက်တယ်ပေါ့နော်အဲတစ်ခါကျကိုမှန်နေလို့ထင်တဲ့ဟာတွေကတကယ်တမ်းကျတော့မမှန်ဘူးဆိုပြီးတော့ အဲ့လိုမျိုးကြီးဒီဇိုင်းရှင်ချလိုက်တာမျိုးလဲအဲ့လိုကြုံကြုံရတာပေါ့နော်တကယ်တမ်းပြင်ကြည့်တဲ့အတွက်ဟုတ်တယ်ကိုမမှန်အောင်အဲ့လိုနည်းနည်းတော့ငင်းလိုက်နည်းနည်းတော့ငင်းလိုက်မိတာပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးကြီးတော့အမှတ်တရရှိတယ်ပြီးတော့အညီမကြီးကကစားနေရည်ဒီအေးဆေးပါငငယ်တဲ့ကိုတော့ဆော့လာတာဆိုတော့အဲ့အဲ့ဒီငငယ်တွေကဆော့လာတော့ကကိုယ့်ရဲ့ဒီစတမနာသိကောင်းလို့လာတော့မပြောတယ်ဘယ်အဲ့ဒါလည်းမဆောင်အဲ့ဒါတော်တော်ပြင်ပန်းတယ်အဲ့ငငယ်တော့ဆော့တာတက်စိန်စားပြင်ပန်းတယ် င်ငယ်တော့ကလေးတော့ဆောင်းနေတာဆယ်စားပင်ပန်နေပြီးတော့စုမုံရဲ့အဲ့လိုအဲ့လိုအဲ့လိုတော့မပြောပြတတ်ဘူးတော်တော်လေးကိုစိတ်ဝင်စားမှုကောင်းပြီးတော့လုံးဝတရက်ကိုတရက်နည်းနည်းမှအလျှော့မပီးပဲနဲ့အဲကိုရဲ့စိတ်ရင်အမှန်ကပါနေနောက်ွယ်ကဘလို့မျိုးလဲအဲ့ဒါတွေပါပေါ့နော်တစ်ခုပြီးတစ်ခုသိလာမယ်ထင်ပါတယ်ကို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 ကလည်းမကြည့်ရသေးတော့မသိဘူးပေါ့နော်ကိုရဲ့နောက်ွယ်ဘာကြီးဘလို့မျိုး on air တက်နေမလဲတော့မသိဘူးအဲ့ခါကျတော့ပါပဲကျွန်မ production တွေရဖြစ်တာပေါ့ ကိုဘာပြောခဲ့လဲဆိုတော့မင်းကတခုရမ်းရရရှယ်ငါတို့ကအရန်တော်နေလို့ပေါ့နော်ဘာလဲအဲ့လိုပြောရကွာကိုကိုပရဖစ်တဲ့စကားလုံးကိုပြောရတယ်မိုက်တက်တာတော့မသိဘူးအဲ့ဒါတော့ပြောတော့ပွာလာတော့မသိဘူးဟိုငါတို့ကအရန်တော်နေလို့ပေါ့နော်အဲ့လိုဘယ်လိုပြောမလဲအမရှောစရာကွာမရှိလို့ဒီလိုလောက်တာလားမသိဘူးအဲ့လိုပြောလိုက်ပြန်မင်းအဲ့ဒါတော့ပွာလာလားပွာလာလားတော့မသိဘူးမိုက်တော့တက်ထားတယ် ဘာလဲလို့ပေါ့ကောင်းတယ်ဘူမသတိရပါလားဒီဘူမသတိရပါလားဟုတ်တကယ်ကျွန်တော်ကဘူလို့ပြောနေတော့မှ production ဘက်ကသတိရပါလားဟုတ်ပါတကယ်တော့လေဟုတ်လားဟုတ်ပဲတကယ်တိချာဆော့တိတိချာချာအောင်ဆော့တိတိချာချာအောင်ဆော့အဲ့လိုလည်းဆော့နေတဲ့တို့ကတချို့အာကိုကွန်ပနီထင်းတဲ့ဟာမမှန်ဘူးဖြစ်တဲ့ခါကြောက်ရှင်ဟုတ်ကတိကတိဖြစ်တာပေါ့ဗျာဒီ ူလာမှာဖြစ်လာရှိတယ်ကင်မရာလည်းတောက်လျှောက်ရှိတယ်ကစားသမားတွေရဲ့အခန်းတွေကိုအပေါ်ကြီးကနေရိုက်ထားတာတွေကလည်းရှိသလိုတစ်ခါတိုင်းမှာလည်း CCTV ရှိသလိုမထင်မထင်သလိုရောက်လာကင်မရာနှလုံးကလည်းရှိသေးတယ်အဲ့လိုမျိုးအကိလာကစားဝင်မှာဆိုလို့ရှိရင်အဲ့လိုအဲ့လိုပေါ့နော်နေရာတိုင်းမှာကင်မရာရှိတယ်အဲ့ဒီအပြင်ကိုမှအခုအခု page မှာမတက်သေးဘူးကင်အပြင်အဲ့လိုအပြင်ကိုမှကို့ဘေးမှာလည်းလူတွေရှိနေတာအဲ့ဒီလူတွေကိုစုမော်ကဟိုပါဒီပေါ့နော်အားလုံးပြီးတဲ့အချိန်ဘယ်သူမှမသိလိုက်ရအောင် ဒီနေ့ဒီလူမှမသိရအောင်ပေါ့နော်အာကိလာကစားဝဲကျတော့ MRD4 မှာပြရမှာနိုဝင်ဘာ23ရက်နေ့ည8:00နာရီဆိုစပြပြီပေါ့နော်ရင်းခုန်တာပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုယ်အရင်နာရီတင်တာကနဗန်းသမားပုံစံနဲ့ထွက်လာတယ်ဆိုတော့လေတကယ်အဲ့ဒါလေးပြောကြတဲ့ချင်းနဲ့ဟဲ့ဘာတော့ကိုယ်ကိုနာရီတင်တာအဲ့လိုပုံစံနဲ့ငါတို့ထွက်လာတယ်သူတို့ကလည်း production ဒီဒီအဲအရင်ဘူပါအေဂျင်စီရောမဟုတ်ထောက်ရတယ်ဒီထောက်လို့ဒီတဲ့အိမ်ပေါ့ဘူးထောက်လို့တဲ့အဖွဲ့ကလည်း serious ဖြစ်တဲ့မှုကိုလိုချင်တာဆိုတော့ ကိုကဆက်ကက်ကိုပြုံးကက်ဆက်ကက်လောက်ကိုပြုံးရှင်ချစ်စရာလေးလုပ်ထားရဲဆိုပေမဲ့တစ်ခါတော့မှ serious ဖို့ဖြစ်နေအဲ့ဒီအရပဲသုံးပါပေါ့ဒါ program theme နဲ့ kait နေရည်နော်ဆိုအဲ့ဒါတော့မှလို့ငါတော့ကလေးချစ်စရာလေးလုပ်ထားရတယ်မပါဘဲနဲ့ဒီဟာထွက်လာရဲဆိုတဲ့ခါကြတော့ပေါ့နော်တကယ်တကယ်စိတ်ပြောကိုပါဆော့ရထားရဲဆိုဘလိုများဖြစ်မလဲဆိုတော့ဆုံးမဆုံးမ character အတိုင်းတွေ့ရမှာပေါ့နော်အရန်စူးစမ်းပြီးတော့ရန်စူးစမ်းပြီးတော့အနိုင်မဆက်အရှုံးမပေးနဲ့ ကာရက်တာလေးတွေ့ရမှာပါဆိုတော့ဒီတကယ်ဟိုပြတဲ့ခါကြလို့ရှိရင်တစ်ခုထပ်ပြောကြရှိရအခုတော့တလောက်တော့ပေါ့နော်ဟုတ်ကဲ့ပါ